ကဲမင်္ဂလာပါဗျာ welcome နိုင်မှာအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့ကတော့ဘာအကြောင်းရပြောမလဲဆိုရင်ကိုအောင်လအန်ဆိုင်ရဲ့အကြောင်းပါမယ်ပြီးတော့မှ၃ယောက်ပေါ့နော် fighter ၃ယောက်အဲ့ဒါတော့ Elia Topori Islam Magashev နဲ့ဒီ Conan McGregor ရဲ့ဘဝအကြောင်းပါဝင်မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ပထမအုံဆုံးကကျွန်တော်တို့ကိုအောင်လအန်ဆိုင်ရဲ့အကြောင်းကိုအရင်ကြည့်လိုက်ကြရအောင် အာအားလုံးနဲ့တည်တဲ့အတိုင်းပဲကိုအောင်လန်းအချာကနောက်ဆုံးပွဲထုတ်တက်မယ်ဆိုပြီးတော့ပရိတ်သတ်တွေကိုချပြထားတာဖြစ်ပါတယ်ဒီပွဲကလည်းစောင့်မျှော်နေတာပေါ့နော်ပေချင်းချိန်ညာလာမလဲတော့မသိသေးဘူးအဲ့ဒါတော့ one championship cup ပဲချိန်ညာလာမှာဖြစ်တယ်ပြီးတော့မှသူ့ရဲ့ပြိုင်ဘက်ကလည်းဘယ်သူဖြစ်မလဲဆိုတော့ကျွန်တော်တို့မသိရသေးပါဘူးခင်ဗျအဲ့ဒါတော့လက်ရှိအာကိုအောင်လန်းနောက်ဆုံးထုတ်တက်မယ်ပွဲရဲ့အခြေအနေပေါ့နော်ကျွန်တော်တို့အစောင့်မျှော်နေတော့ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့လက်ရှိအချိန်မှာကိုအွန်လိုင်းဆောင်ပါလုပ်နေလဲဆိုရင် ူလေ့ကျင့်ပြင်ဆင်ခဲ့တဲ့သူ့ရဲ့ဆရာ Henry Hoof ပိုင်းရဲ့ကျင်းပေါ့နော် Kill Clip FC မှာနီးပြအဖြစ်အလုပ်လုပ်နေပြီဖြစ်ပါတယ်။ခါတိုင်းလေးဒီအတိုင်းပဲနီးပြပုံစံလုပ်တာပေါ့နော်ဒါမဲ့ထူးထူးခြားခြားပဲဒီနှစ်အတွင်းမှာတော့သူကဒီ Kill Clip FC မှာကစားနေတဲ့ fighter တွေကို corner အဖြစ်လိုက်သွားတယ်ပြီးတော့မှသူကအချိန်ပြည့်လေ့ကျင့်ပြင်ဆင်ပေးတာတွေပါလှုပ်ဆောင်နေပြီဖြစ်ပါတယ်။အရင်တပတ်မှလည်းဒီလိုက်ပါဝင်ရခဲ့တဲ့သူ့ရဲ့တပည့်တွေပေါ့နော်သူ့ရဲ့တပည့်တွေ နှစ်ယောက်စလုံးအနိုင်ရတယ်။ဒီတစ်ပတ်မှာတော့ဘယ်မှာထိုးတက်ရမလဲဆိုရင် KSW promotion ပေါ့နော်။ဒီ promotion ကပိုလန်နိုင်ငံမှာရှိတဲ့ promotion တစ်ခုဖြစ်ပါတယ်။အာအဲ့တော့ဒီလ26ရက်နေ့မှာကိုအောင်လာတို့ဟောဒီပိုလန်နိုင်ငံကိုတွားရမှာဖြစ်ပါတယ်။အရေးကြီးတဲ့ပွဲစဉ်ပါပဲ။ဒါဆို KSW ကလည်းတကယ်ကိုနာမည်ကြီးတဲ့ promotion တစ်ခုပါ။ပြီးတော့သူရဲ့ဆရာ Henry Hope ပေါ့နော်။ Henry Hope ကအသက်55နှစ်ရှိနေပြီဗျာ။အ60နှစ်ကတည်းက တခြားသူ့ရဲ့တပည့်တွေကိုဒီပွဲကစားရခြင်းလိုက်ပါဝင်ရတဲ့ခြင်းမရှိတော့ဘူးဗျ။အဲတော့ကိုအောင်လာကိုတော့နေပြတယောက်အဖြစ်ပေါ့နော်။သူစိတ်ချရတဲ့နေပြတယောက်အဖြစ်ခံထားရတယ်ဆိုတာကျွန်တော်တို့သိရှိရပါတယ်။ပြီးတော့မှနောက်တစ်ချက်ကသူ့ရဲ့အမျိုးသမီးပေါ့နော်။သူ့ရဲ့အမျိုးသမီးကလည်းထိုင်းအမျိုးသမီးပါ။အဲတော့အာရှတာအချင်းချင်းကိုအောင်လာကိုလည်းသူကတဘောကြတယ်။ယိုတာစူးစားတဲ့အဲဖိုက်တာတယောက်ဆိုတော့သူကလက်ခံထားတယ်။အဲတော့ ကိုအောင်လကဟန်နရီဟူဖ်နဲ့လည်းအဆင်ပြေတယ်သူရဲ့အမျိုးသမီးနဲ့လည်းတော်တော်လေးကိုအဆင်ပြေတဲ့အခြေအနေမှာရှိနေပါတယ်အဲဒီကြောင့်ပဲသူကိုရုံရုံကြည်ကြည်နေပေါ့နော်ဒီလိုမျိုးနေပြအဆင်ထိအမ် kick clip sc ရဲ့အားကိုးရတဲ့နေပြတယောက်အနေနဲ့သူကိုတွေ့ရှိရတာဖြစ်ပါတယ်သူဆရာဟန်နရီဟူဖ်ကတော့ဒီ UFC ပွဲတွေပဲလိုက်ပါဝင်ရတာတွေ့ရတာပေါ့နော်အဲ့တော့လာမယ့် UFC ပွဲဆိုရင် Rania Dreta ရဲ့ပွဲရှိပါမယ်အဲ Rainier Director ကိုလည်းဒီ Stanford မှာပေါင်စင်တွေခေပေါင်စင်ဘိုင်းကို ကိုအောင်လာပဲပြင်ဆင်ပေးနေတာဖြစ်ပါတယ်။အရင်နေ့ဒီမှာဗီဒီယိုရဲ့ထွက်လာတာပေါ့နော်။ကိုအောင်လာနဲ့လက်ချင်းပြင်ဆင်နေတဲ့ဒီ Rainier Director ရဲ့ပုံကိုလည်းကျွန်တော်တို့တွေ့ရှိပြီးတာဖြစ်ကြမှာပါ။အဲတော့ကိုအောင်လာကတော့နေပြမှုရမှာလေတော်တော်လေးကိုအောင်မြင်မှုရရှိနေပြီလို့ကျွန်တော်တို့ပြောလို့ရမှာဖြစ်ပါတယ်။ Okay နောက်ထပ်အကြောင်းအရာတစ်ခုကတော့ အီလီယာထော့ပိုရဲ့အကြောင်းပါနော်လက်ရှိဖီဒဝိတ်တန်းရဲ့ချန်ပီယံကတော့ဝိုကန်နော့စကီပါဘာလို့ဝိုကန်နော့စကီကချန်ပီယံဖြစ်သွားလဲဆိုရင်အီလီယာထော့ပိုရဲ့ဒီသူ့ရဲ့ဖီဒဝိတ်တန်းချန်ပီယံကမ္ဘာကိုဆွန့်လွှတ်ခဲ့တာပါဘာလို့ဆွန့်လွှတ်လဲဆိုတဲ့အကြောင်းအရာကိုတော့ကျွန်တော်ပြန်ပြောပြပါမှာဖြစ်ပါတယ်ဟုတ်ပြီဒီအကြောင်းအရာကိုမပြောခင်သူဘဒုကိုစိန်ခေါ်လဲသူ့ရဲ့ရည်ရွယ်ချက်ပေါ့နော် alien top ဖို့တွေက lightweight တန်းကိုတက်ထိုးခြင်းလဲ lightweight တန်းဆိုတော့သူအရင်ကတည်းကကစားခဲ့တဲ့ lightweight တန်းပါပဲဒါပေမဲ့ဒီ UFC မှာတကယ်တက်ခိုက်ရေးအဲနင်းစနစ်နေပြေးသွားတဲ့ fighter တွေရှိတယ်ပြီးတော့မှ alien top ဖို့တွေအရက်ကလည်းနည်းနည်းပူတယ်ပေါ့နော်အဲဒါကြောင့်သူက lightweight တန်းမှာတစ်ချိန်ပဲထိုးတက်ပြီးတော့ဒီ featherweight တန်းကိုစိမ့်ခဲ့တာဖြစ်ပါတယ်အဲအဲ့ဒါလေသူ့ရဲ့အနည်းပြတွေရဲ့ဒီအကြံပေးချက်တွေလည်းပါမှာပေါ့ဗျာအဲ့တော့ သူကဖေဒါဝိတ်တန်းပါမယ်ကစားတယ်မက်ခ်စ်ခိုလိုဝဲကိုလည်းအလေးထိုးနိုင်တယ်ပြီးတော့မိုခန်နော့စကီလက်ရှိချန်ပီယံပေါ့နော်မိုခန်နော့စကီကိုလည်းသူကအလေးထိုးနဲ့အဆုံးသတ်ထားတာဖြစ်ပါတယ်ပြောမယ်ဆိုရင်သူ့အတွက်ကဖေဒါဝိတ်တန်းမှာလောက်ပြောက်เสียအခြားမရှိတော့ဘူးဗျာဒတိယချေဖိုင်တာတွေကိုတော့အနိုင်ယူပြီးသွားပြီအဲ့ဒါကြောင့်သူကနောက်တစ်ဆင့်အနေနဲ့သူ့ရဲ့ new challenge ပေါ့နော်အဲ့ဒါကအစ္စလာမ်မဂါရှက်ဖ်ရဲ့ lightweight တန်းကပတ်ကိုစိန်ခေါ်မဲ့အစီအစဉ်ပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့အရင်ကတည်းကတည်ပြီးသားပါလွန်ခဲ့တဲ့2လ3လကတည်းကအစ္စလာမ်ကရှက်ကိုစိန်ခေါ်တယ်ဒုဘက်ကလည်းစိန်ခေါ်တယ်တကယ်လို့သူစိန်ခေါ်ခွင့်ရရင်သူရဲ့ Federweight တန်းချန်ပီယံကပတ်ကိုဆွန့်လွတ်မယ်ဆိုပြီးတော့အဲဒီအုခရာကြီးကိုပါသူတိုက်ရိုက်ပြောခဲ့တဲ့အဆင့်ထိရောက်တာပေါ့နော်ဒါပေမဲ့ဟိုဘက်ကလည်းဘာမှပြန်ပြီးတော့အကြောင်းပြန်တာမရှိသေးဘူးအီလီယာထော်ပိုရီကဘလော့တီရေးလဲဆိုရင်သူရဲ့ Federweight ကပတ်ကိုဆွန့်လွတ်လိုက်ပြီဖြစ်ပါတယ် ဲ့တော့လက်ရှိသူ့စီမှာကပတ်တစ်ခုမှမရှိတော့ပါဘူးသူ့ရဲ့အကြောင်းပြချက်ပါလဲဆိုရင်ကျွန်တော်ကဒီဖေဒါဝိတ်တန်းမှာလုံးပြဆရာရှိတာပဲအကောင်လုံးလုံးပြပြီးတော့ပြီတခြားသူ့အတွက်စိန်ခေါ်နိုင်မဲ့ fighter လည်းမရှိတော့ဘူးအဲ့ဒါကြောင့်သူ့ရဲ့လုပ်ငန်းပြီးပြီပေါ့ဗျာအဲ့ဒါကြောင့်သူကဒီကပတ်ကိုဆွန့်လို့ရတာဖြစ်တယ်ဆိုပြီးတော့ပြောဆိုတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်ကတော့သူ့ရဲ့ခန္ဓာကိုယ်ဝေးကလည်း light weight တန်းမှာရှိနေတယ် ဖေဒဝိတ်တန်းပြန်ဆင်းဖို့ကသူကလည်းစိတ်မဝင်စားတော့ဘူးဆိုပြီးတော့နော်အဲ့လိုမျိုးပရိတ်သတ်တွေကိုလည်းချပြထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်သူရဲ့ကပတ်ကိုဆွန့်လုခဲ့တယ်ဒီကပတ်ကိုအခုလက်ရှိမှာတော့ဒီဝိုကန်နော့စကီပေါ့နော်အရင်တပတ်ကပဲကစားသွားတဲ့ဝိုကန်နော့စကီပဲပြန်ပြီးအနိုင်ရရှိပြီးတော့ဒီကပတ်ကိုပိုင်ဆိုင်လာတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့အာအီလီယန်တိုပူရီကသူ့ရဲ့ကပတ်ကိုဆွန့်လုခဲ့ပြီဗျာအဲ့တော့လိုင်းဝိတ်တန်းပဲတထိုးဖို့ရှိပါတော့တယ်အဲ့တော့အစ္စလာမ်ကရှက်ကတောင်စိတ်မဝင်စားပါဘူး သူဘာပြန်ပြောလဲဆိုရင်အီလီယာထော်ဖူရင်းနဲ့ပွဲဖြစ်တဲ့အတွက်သူ့အတွက်ဘာမှအကျိုးမရှိဘူးတမလားအဲ့လိုမျိုးပုံစံကိုပြောတာတန်ရက်ကောနော်တန်ရက်ကိုပြောတာပါဘာမှအကျိုးရှိမှာမဟုတ်ဘူးပြီးတော့မှဒီကောင်ကချန်ပီယံကပတ်တစ်ချိန်ပဲကာကွယ်ရသေးတယ်တခြားသူနဲ့ထိတ်တိုက်တွေ့နိုင် ခြေရှိတဲ့ဒီထိတ်တန်းဖိုင်တိုင်းလည်းအများကြီးရှိသေးဗျအဲ့ကောင်လေးနဲ့သူကချန်ပီယံကာကွယ်ဖို့အရင်ထုတ်တင်တယ်အဲ့ဒါမှပဲကျွန်တော်နဲ့လာဆိုင်ခေါ်ပါဗျအဲ့လိုမျိုးပြောသွားတာပါ ဲ့တော့အစ္စလာမ်က chef ဘက်ကတော့ရှင်းတယ်သူဘက်ကတော့စိတ်ဝင်စားမှုမရှိဘူးအဲ့ဒါကြောင့်ပဲပွဲကတော့အခုချိန်တိတ်မဖြစ်သေးတာပေါ့နော်ဟုတ်ပြီအဲ့တော့အီလီယန်တော်ဖိုရီကကြားကြနေပြီဒီမှာ lightweight တန်းကပတ်ဆိုင်ကိုခွင့်လည်းမရသေးဘူးပြီးတော့မှသူ့ရဲ့ကပတ် featherweight တန်းကပတ်လည်းဆွန့်လွတ်ခဲ့ပြီဆိုတော့သူကမှပြန်လှုပ်လေးဆိုရင် lightweight တန်းမှာပေါ့နော်ဒီ corner mcgregor ကိုပြန်ပြီးတော့စိန်ခေါ်လာတာဖြစ်ပါတယ် ဘာလို့ဆိုရင် तू က live weight တန်းတက်ထိုးဖို့လုံးဝစုံပြည့်ချက်ချလိုက်ပြီဗျာအဲ့တော့အာအစ္စလာမ်ကရှက်ကိုစိန်ခေါ်ခွင့်ရအောင်အစ္စလာမ်ကရှက်ဘက်ကနေလက်ခံအောင် तू ကတခြားပွဲတွေပေါ့နော်ဒီတပွဲနှစ်ပွဲလောက်အနိုင်ယူပြရမယ်အခြေအနေမှာရှိနေပါတယ်အဲ့ဒါကို तू လည်းနားလည်တယ်အဲ့ဒါကြောင့် तू ကဒီ Conor McGregor ကိုစိန်ခေါ်လိုက်တာဖြစ်ပါတယ် Conor McGregor ကအဆင်ပြေမယ်ဆိုရင်ကျွန်တော်တို့ဒီ စပိန်မှာထိုးတက်မဲ့ UFC ပွဲမှာထိတ်တဲတွေ့ကြမယ်ဆိုပြီးတော့သူ့ဘက်ကလည်းအရင်စိန်ခေါ်လိုက်တာဖြစ်ပါတယ်အဲ့တော့ဒီမှာတချို့ပြည်သက်တွေကလည်းဒီ Conor McGregor ကအနားယူပြီးဒါ fighter ဆိုပြီးထင်နေကြတာပေါ့မဟုတ်ပါဘူးဗျ Conor McGregor ကဒီသူခြေထောက်တန်ရာရရှိထားလို့ဟိုအနားယူနေတာပါအဲ့တော့ပွဲမထိုးတော့လည်းကြာတော့ကြာပြီဒါပေမဲ့သူ့ရဲ့အသက်က36နှစ်ပေါ့နော်လက်ရှိလည်း36နှစ်အလုံးကဒီသူ့ရဲ့ကစားသမားဘဝကလည်းအနားယူသွားခြင်းတော့မရှိသေးဘူး UFC မှာပေးချင်မဆိုသူပွဲရရင်တော့အမ်ဆက်ထိုးဖို့အခွင့်အရေးရှိနေပါသေးတယ်။ဒါတေနာဝိုက်ကလည်းသူ့ကိုပွဲထိုးခိုင်းစေချင်တယ်ဗျာ။ဘာဆိုရင်ကော်နာပွဲဆိုရင်ဝင်ငွေရလည်းများတယ်ဗောနော်။ပရိတ်သတ်တွေလည်းစိတ်ဝင်စားမှုများတယ်ဆိုတော့သူ့ဘက်ကလည်းဒီပွဲကိုလိုချင်နေမှာအသေးချာပဲ။အဲ့တော့လက်ရှိကျွန်တော်အဆောင်နေကြတာကကော်နာမက်ဂရီကောကဘယ်လိုမျိုးတုံ့ပြန်သွားမလဲဆိုတဲ့အချက်ပါ။ ကယ်လို့ခေါ်နာဘက်ကအီလီယာထော်ပိုရီရဲ့အစိန်ခေါ်မှုကိုလက်ခံခဲ့မယ်ဆိုရင်တော့တကယ်ကိုပွဲကြီးပွဲကောင်းဖြစ်မှာသိချပါတယ်။ပရိတ်သတ်တွေလည်းစိတ်ဝင်စားမှုလုံးဝမြင့်တက်နေမှာသိချပါတယ်။အဲ့တော့ဒီပွဲကိုအခု UFC ဘက်ကဘယ်လိုမျိုးဆုံးဖြတ်သွားမလဲခေါ်နာဘက်ကလည်းဘယ်လိုမျိုးတုံ့ပြန်သွားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ချက်ကတော့ဒီ Khabib ကတော့လုံးဝယုံကြည်မှုအပြည့်ပဲပေါ့နော်။သူ့ရဲ့တပည့်သူ့ရဲ့ညီဖြစ်တဲ့ဒီ မြေကိုဖြစ်တဲ့အစ္စလာမ်ကရှက်ဘက်ကပဲရှိနေတာပေါ့နော်။အာအီလီယာထော်ပိုရီယာအစ္စလာမ်ကရှက်ကိုရှင်နိုင်သွားတော့မရှိတော့ဘူး။ဟုတ်လား။အဲ့လိုမျိုးတဲကိုဖိထားတာပါ။အဲ့တော့ဒီအချက်ကိုအီလီယာထော်ပိုရီယာလည်းလုံးဝဒီအစာမကျေဖြစ်နေတဲ့အချက်နေပေါ့နော်။ဘယ်လိုမျိုးအီလီယာထော်ပိုရီယာပြန်ပြီးတုံ့ပြန်သွားလဲဆိုရင်အစ္စလာမ်ကရှက်နဲ့ကျွန်တော်ပွဲတကယ်လို့တွေ့ခဲ့ရင်ပေါ့နော်တကယ်လို့တွေ့ခဲ့ရင်အဲခါဖိ ရှိနေတဲ့တောင်းကို အစ္စလာမ်ကချက်ကိုဆွဲခေါ်သွားပါမယ်တဲ့ပြီးတော့ခါဘီရဲ့ရှေ့အတိတ်မှာကောအစ္စလာမ်ကချက်ကိုဒီချုပ်ကွက်နဲ့ကျွန်တော်အဆုံးသတ်ပြမယ်ဆိုပြီးတော့လုံးအခိုင်အမာကိုသူ့ဘက်ကပြောဆိုလိုက်တာဖြစ်ပါတယ်ဟိုဟာဒါ မလွယ်ဘူးတဲ့ကိစ္စပေါ့ဗျာတမလားအစ္စလာမ်ဘက်ရှက်က DR ချုပ်တွေချုပ်ကွက်မျိုးစုံကိုတုံးနိုင်တဲ့ fighter ပြီးတော့မှတကယ်ကိုတန်မာတဲ့ fighter ဗျာအဲ့လိုမျိုး fighter ကို Khabish ရဲ့အသစ်တွေမှာကိုသူကဒီတောင်လာတိဆွဲခေါ်သွားပြီးတော့ Elia Topo တွေကအစ္စလာမ်ဘက်ချက်ကိုချုပ်ပြမှာဆိုပြီးကျုံဝန်လိုက်တာတော့တကယ်ကိုမလွယ်ဘူးတဲ့ပြောဆိုမှုပဲဖြစ်ပါတယ်တမလားဟိုဘက်ကလည်းအဲ့လိုထိကျွမ်းကျင်နေတဲ့ fighter တယောက်ဗျာအဲ့လိုဆရာကြီးနှစ်ယောက်အချင်းချင်းတွေ့မှာပေါ့နော် အဲအလီယန်ထုတ်ပေါ်တဲ့အာတချက်ကချုပ်ွက်မဟုတ်ပါဘူးဗျကျွန်တော်တို့အားလုံးတွေ့တဲ့အတိုင်းပဲဒီသူကလက်တီဘာဝါတော်တော်လေးပြင်းတယ်အစ္စလာမ်ကချက်တာပုံပြီးတော့ပြင်းတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်မဟုတ်ဆိုရင်အဲဒီသူနောက်တောင်းရသွားတဲ့ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်တိကျတယ်ဗျာသမားတစ်ချက်နှစ်ချက်နဲ့ကောင်မှလုံးဝအမောက်တိတ်သွားတဲ့ပုံစံမျိုးဖြစ်နေပါတယ်အစ္စလာမ်ကချက်ကအဲ့လိုမျိုးပုံစံမဟုတ်ဗျာဒီအာချော့စ်အိုလီဗီရာကိုထုံးသွားတဲ့ပုံစံလည်း ဒီတိုင်းပဲလက်တီနဲ့ထုံမယ်နည်းနည်းမိုးနေတဲ့အချိန်မှာတီအော့ချုံနဲ့ချုပ်ခွက်နဲ့အဆုံးတန်မယ်ပေါ့ဗျာအစ္စလာမ်ကချက်ကဒီတနည်းပဲရှိတယ်အဲပွဲတိုင်းလည်းဒီပုံစံပဲကစားခဲ့တာပေါ့နော်အဲတော့အီလီယာထော်ဖိုရီနဲ့ကတော့စိတ်ဝင်စားမှုတော့အမြင့်ဆုံးပေါ့ကျွန်တော်လည်းလုံးဝကြည့်ချင်တဲ့ပွဲအခုကြည့်ရှုနေတဲ့ညီကိုလေးလည်းဒီပွဲကိုကြည့်ချင်မလို့ကျွန်တော်ထင်တယ် UFC ကတခုခုလုံးပေးတဲ့အခြေအနေဆိုတော့ကျွန်တော်တို့လုံးဝသေချာနေပါပြီ။ Okay အခုကြည့်ရှုနေတဲ့ညီကိုလေးရောဒီပွဲကိုကြည့်ချင်တယ်လို့ရှိလားဗျ။ ပြီးတော့ဘသူအနိုင်ရရှိမယ်လို့ထင်ကြလိုက်ပြဒီအီလီယာထော်ဖိုတွေပဲခေါလိုင်းလိုပဲနောက်ခေါက်ယူသွားမလားမဟုတ်ရင်အဲအစ္စလာမ်ကရှက်ပဲသူရဲ့ချုပ်ကွက်နယ်ပဲအဆုံးတက်သွားမလားဆိုတော့ကျွန်တော်တို့စိတ်ဝင်စားတဲ့ညီကိုတွေအောက်မှာ comment ခေကြပါနော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်